ံမြို့တော်လန်ဒန်မှာဇန်နဝါရီလ9ရက်နေ့ကမြေအောက်ရထားလမ်းမှာရှိတဲ့အလုသမားတွေသပိတ်မောက်ခဲ့တဲ့အတွက်ကြောင့်မြို့လယ်မှာရှိတဲ့မြေအောက်ဘူတာယုံအားလုံးနှိပါကိုပိတ်ထားခဲ့ရပြီးခီးစင်တွေကိုဖျက်သိမ်းခဲ့ရတယ်လို့သိရပါဗျာ။ IMD အလုံသမားသမဂ္ဂကဥဆောင်ပြုလုပ်တဲ့24နာရီကြာသပိတ်မောက်မှုကြောင့်ခီးတယ်များစွာဟာလူတွေပြည့်ကျက်နေတဲ့ဘတ်ကားတွေမြေပေါ်ရထားတွေကိုအသုံးပြုပြီးအလုံသွားကြရသလိုအချို့ကလည်းအိမ်ကနေပဲအလုံလောက်ကြရတယ်လို့သိရပါဗျ။ဇန်နဝါရီလ10ရက်နေ့ညနေပိုင်းကစတင်ခဲ့တဲ့ဆန္ဒပြမှုဟာလမ်းကြောင်း7ခုလုံးမှာတက်ရောက်ခဲ့တာဖြစ်ပြီးလမ်းကြောင်း၄ခုကတော့လုံးဝပိတ်လိုက်ရပြီးတော့အခြားလမ်းကြောင်းတွေမှာတော့မြို့ဆင်ခြေဘုံတွေစီကိုသွားတဲ့ခီးစဉ်တွေကိုချော့ချခဲ့ရတယ်လို့သိရပါဗျ။ ဆန္ဒပြမှုဟာလုံးဝကိုမလိုအပ်တဲ့အရာဖြစ်ပြီးဒါဟာလန်ဒန်မြို့သူမြို့သားတန်းပေါင်းများစွာဟာဒုက္ခရောက်စေခဲ့ပါတယ်လို့လန်ဒန်မြို့တော်ဝန်စာတစ်ခန်းက Twitter မှာရေးသားထားခဲ့ပါတယ်။ကုမ္ပဏီနဲ့အလုပ်သမားတမကနှစ်ဖက်စလုံးကဆွေးနွေးပွဲတွေပြန်လုပ်ဖို့လဲသူကတောင်းဆိုခဲ့ပါတယ်။အလုပ်နေရာပေါင်း130ကျော်ကိုလျှော့ချခဲ့တဲ့အတွက်ကြောင့်ဘူတာယုံတွေကိုလုံခြုံစွာစီမံခန့်ခွဲနိုင်မှုဝန်ထမ်းမလုပ်တော့ဘူးဖြစ်နေတယ်လို့ RMD အလုပ်သမားတမကကပြောပါတယ်။ အခုဆန္ဒပြမှုကိုမြေရောက်ရထားလဲတစ်ခုလုံးမှရှိတဲ့ဌာနတွေအလုံးကအပြည့်အဝထောက်ခံကြတယ်လို့ RMD အထွေထွေအတွင်းရေးမှူး Miss Cash ကပြောပါရယ်လန်ဒန်မြောက်ရထားလမ်းကိုစီမံခန့်ခွဲနေတဲ့ကုမ္ပဏီကတော့ဝန်ထမ်းတွေပုံမလိုအပ်နေတာကိုသဘောတူပြီးဝန်ထမ်းတွေအားကြောင့်ပြန်လည်ခက်အပ်ပေးမှုတွေ စတင်လှုပ်ဆောင်နေပြီဖြစ်တယ်လို့ပြောပါရယ်လန်ဒန်မြောက်လန်စနစ်ဟာကမ္ဘာပေါ်မှာတက်တန်းအရှိကြဆုံးမြောက်ရထားလမ်းဖြစ်ပြီးတော့1863ခုနှစ်ကတည်းကဖွင့်လှစ်ခဲ့တာဖြစ်ပြီးတစ်နှစ်တစ်နှစ်မှာခီးတယ်ပေါင်း1.3ဘီလီယံကိုတည်ယူပို့ဆောင်ပေးနေတယ်လို့သိရပါရယ်